ငါ90ဆက်တည်းမှာကြည့်လေကောင်းကင်ကပြန်လာတဲ့ရသိဘယင်းနန်းတော်ကိုဆန်းစားကြွဆန်းစားကြွလာတဲ့အခါအမတ်တမဲဝင်ရောက်လာတဲ့အခါနန်းတော်မှာရှိနေတဲ့မိဖုရားရသိကြီးမလာသေးဘူးဆိုပြီးတော့နေတဲ့အနေထားလေးမှာရသိကဖြတ်ခတ်တဲ့လေသာပြင်းင်းပေါက်ကဝင်လာလိုက်တဲ့အချိန်မှာမသိမလျော်တဲ့ အာယုံကိုမြင်လိုက်ရတော့ယသိကြီးဟာကောင်းလည်းမပြန်နိုင်တော့ဆန်လျှောသွားတယ်ဆိုတဲ့ဇာလန်ရှိတယ်လေအဲ့ဒါရရှိထားတဲ့တမာရီတရားပြက်ပြားသွားတာဘယ်သူကြောင့်ပြက်ပြားသွားတာအိဋ္ဌာယုံတစ်ခုနဲ့တွေ့တဲ့အခါမှာမထိမ့်သိမ့်နိုင်လို့တဏှာရာကစိတ်ကလွှမ်းမိုးပြီးတမာရီကိုဖျက်ဆီးလိုက်တာလို့ခေါ်တယ်အဲ့ဒါလို့ရာဂကလည်းပဲတမာတိကိုလွှမ်းမိုးဖြည့်ဆည်းနိုင်တယ် ဒေါသတရားကလည်းတမာတိကိုလွှမ်းမိုးဖြစ်စည်းသွားနိုင်တယ်။အေးတမာတိတင်ဖြစ်စည်းနိုင်တာမဟုတ်ဘူး။ราကကကိုခြင်းသီလကိုလည်းပဲဖြစ်စည်းနိုင်တယ်။ဒေါသကကိုခြင်းသီလကိုပဲဖြစ်စည်းနိုင်တယ်ဆိုတော့အခြေကောင်းအနေကောင်းနေတမာတိလည်းပြက်ပြားသွားတယ်၊သီလလည်းပြက်ပြားသွားတယ်ဆိုတော့အလုံးဟာဒီအခြေအနေကောင်းနေလုံးဝပြည့်စုံသွားနိုင်တဲ့အနေအထားမျိုးရောက် အဲ့ဒီအနေထားမျိုးမရောက်အောင်ဝိပဿနာတရားကိုရှုပွားနေရဝိပဿနာတရားရှုပွားတယ်ဆိုမှန်ကန်တဲ့နည်းနဲ့စင်ကြင်စဉ်းစားတဲ့ယောနိတော်မနဲ့ဒီကာရပဲသူကအရာခသိမ့်မှကြိတတ်ဖို့မြင်တတ်ဖို့ဒါမို့ဝိပဿနာလို့ဆိုတဲ့စကားလုံးကိုစာပေကျမ်းကတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့အခြေအနေမျိုးမျိုးတွေနဲ့ရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်လို့ပြောတာအဆင့်အမြင့်ဆုံးကိုပြောတာ တမန်အားဖြင့်ဒီစကားလုံးကိုကြည့်ပြီးပြောမယ်ဆိုဝိဆိုတာထူးထူးခြားခြားသူများနဲ့မတူအောင်ပัฒနာမြင်နိုင်တယ်မြင်တတ်တယ်ဆိုတာဝိပัฒနာဆိုတာသူများတဲ့ထူးခဲပြီးတော့ဆိုလိုတာကတရားဆိုတဲ့အမြင်မျိုးကိုမမြင်ဘူးသင်္ခါရယုတ်နံဆိုတဲ့အမြင်ကိုမြင်သွားတာဒါထူးတဲ့အမြင်တစ်ခုပဲပေါ့တမန်မြင်တဲ့အမြင်မဟုတ်ဘူးမြဲတယ်မမြဲဘူးလို့မြင်မြဲတယ်ဆိုတဲ့ အမြင်နဲ့ထူးချွန်သွားတဲ့အမြင်တစ်ခုပဲချမ်းသာတယ်လို့ဆင်းရဲတယ်လို့မြင်တာဟာအများမြင်နဲ့ချမ်းသာတယ်ဆိုတဲ့အမြင်နဲ့ထူးချွန်သွားတာထူးချွန်သွားတဲ့အမြင်တစ်ခုပဲကိုလုံနိုင်တယ်ကိုပိုင်တယ်ငါ့ဟာဖြစ်တယ်လို့မြင်နေတဲ့အမြင်အဲ့ဒီအမြင်တဲ့အာလွန်သွားပြီးတော့သူများဒီလိုမြင်ကြပြီမယ်လို့ငါဘာမှမတတ်နိုင်ဘူး နော်ငါလိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတဲ့မြင်တဲ့အမြင်ထူးခြားတဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒါကိုပဲဝိပဿနာလို့ခေါ်တာပဲတော့တရားကိုပြောမယ်ဆိုရင်တော့တမ္မာဒိဋ္ဌိပေါ့အဲ့ဒီတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ရှိဖို့အတွက်ကဘာလုပ်ဖို့လိုလဲဆိုတမ္မာသင်္ကပ္ပပဲမှန်ကန်တဲ့အတွေ့အကြုံရှိဖို့အဲ့တော့တရားအထုတ်ရင်မတွေ့ရဘူးမတွေ့ရဘူးပြောတာက ဒီဒီအခြေအနေကိုပြောတာမဟုတ်ဘူးเนาะအဲ့တော့ဒီအဆင်းမြင်လာပြီဆိုလို့ရှိရင်တော့ပညာကလွှမ်းမိုးသွားမှတေချာအဆင်းမမြင်နေတဲ့အချိန်မှာမှန်မှန်ကန်ကန် တွေးတောမှုဟာမှန်မှန်ကန်ကန်သိမြင်မှုအတွက်ထောက်ကူအများကြီးဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကအမှန်တွေးဖို့အတွက်တမာသင်္ကပ္ပဆိုတာကိုတမာဒိဋ္ဌိနဲ့တွဲဖက်ပြီးတော့ပေးထားတာလေဒီသဘာဝနှစ်ခုကမတူဘူးမတူတဲ့သဘာဝနှစ်ခုဟာ အမှန်တွေးမှအမှန်မြင်နိုင်တာဖြစ်သောကြောင့်အမှန်အကန်ကိုတွေးတတ်ဖို့ဒီလိုဆိုလိုတာเนาะဒီနှစ်ခုတွဲဖက်ပြီးတော့ဒါဒါကြောင့်မလို့အရာခသိန်းကိုမှန်မှန်ကန်ကန်စဉ်းစားမှန်မှန်ကန်ကန်တွေးတော်ဆင်ခြင်မှုအရေးကြီးတယ်